ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ခရီးစဉ်ကတော့ဟင်္ဒရာမြို့မှာတည်ရှိတဲ့တမိုင်းဝင်တကူကြီးဖျားတွေကိုတွားရောက်ရိုက်ကူးတင်ပြပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နဲ့အတူတူဟင်္ဒရာမြို့လေးကိုလိုက်ပါပြီးတမိုင်းဝင်တကူကြီးဖျားတွေကိုဖူးမြော်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ ေရီတိုင်းဒေသကြီးတွေကဟင်္ဒရာမျိုးလေးဟာကုန်စည်ကူးတန်းရောင်းဝယ်ရင်းနဲ့လေယာဉ်စိုက်ပျိုးရေးအတွက်အချက်ချကြတဲ့မျိုးလေးတစ်မျိုးလည်းဖြစ်ပါတယ်။ဟင်္ဒရာမျိုးရဲ့ကြည်လျရာနေရာတိုင်းမှာလမ်းသွားလမ်းလာတွေဆိုင်ကယ်တွေကားတွေနဲ့စီကားနေပြီးဗန်တွေအစိုးရယုံတွေနဲ့ဟင်္ဒရာတက္ကသိုလ်လည်းတည်ရှိတဲ့မျိုးလေးတစ်မျိုးဖြစ်ပါတယ်။ဒီလိုစီကားလာတဲ့ဟင်္ဒရာမျိုးလေးရဲ့အရက်လေးမျက်နှာမှာအထင်ကရဖျားကြီးလေးစုကိုတည်ထားပါတယ်။အဲ့ဒီဖျားကြီးတွေကတော့အရှိအယက်မှာမြို့တကြီးဖျား အနောက်အရက်မှာဆဲတက်ကြီးဖရာတောင်အရက်မှာကြောက်တော်ကြီးဖရာနဲ့မြောက်အရက်မှာချမ်းသာကြီးဖရာတို့ပဲဖြစ်ကြပါလေဒါကြောင့်ဒီနေ့ကျွန်တော်တို့နဲ့အတူတူဟင်္ဒရာမြို့ပေါ်ကသမိုင်းဝင်တကိုးကြီးဖရာတွေကိုလိုက်ပါဖူးမြော်ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးတွားရောက်ရိုက်ကူးခဲ့တဲ့ဖရာကြီးကတော့ချမ်းသာကြီးဖရာပဲဖြစ်ပါတယ်ရတနာဘုံခေတ်ကမင်းသားတစ်ပါးဟာနန်းတွင်အရေးတော်ပုံအရေးကြောင့်ဟင်္ဒရာဘက်ကိုတိတ်ဆောင်လာရင် တောလိုက်မှုဆိုအဖြစ် မထင်မရှားရုပ်ဖြတ်ပြီးပေါအောင်နေခဲ့ရပါတယ်။ဒီနေ့မှာတော့မင်းသားဟာဟင်္ဒရာတစ်ဖက်ကမှတောဝက်လိုက်ရင်လည်းမိခင်ဘူးပြင်းတဲ့အခါမိကမရှိဖြစ်နေပါတော့တယ်။ဒါပေမဲ့အခြားတစ်ဖက်ကမှတော့မိရောင်ကိုမြင်နေရတဲ့အတွက်မင်းသားတစ်ဖြစ်လဲမုဆုဟာတောဝက်ကိုလည်းမိခင်ပြီးစားခြင်းအကုသိုလ်များတဲ့မုဆုဘဝကိုလည်းစွန့်ခွာခြင်းနေပြီးဖြစ်တဲ့အတွက်ငါသည်ရခင်အခါကမင်းသားတစ်ပါးဖြစ်ခဲ့ပါ၏။ရတနာဘုံနန်းတွင်အေးတော်ဘုံဖြစ်ထွက်ပြေးတိတ်ရှောင်ခဲ့ရတွင် ယခုဟင်္ဒရာနယ်ဘက်သို့ရောက်ရှိခဲ့ရပြီးမုတ်ဆိုးအဖြစ်မထင်မရှားအသက်မွေးခိုလွန်ခဲ့ရပါ၏ငါတက်ခဲ့သောတားကောင်တွေလည်းများလာပါ၏အကုသူများလာသောမုတ်ဆိုးဘဝမှလည်းကျွတ်လွတ်ချင်လာပါ၏ဤတစ္ဆာစကားမှန်ကန်ခဲ့ပါကငါဤဒိဋ္ဌံပြေဝပါစေတည်းဟုတစ္ဆာဆိုပြီးဝက်လက်ကိုတစ်ဖက်ကမ်းမမိအောင်ပြင်ကင်းတဲ့အခါအံဩစရာကောင်းတော့ဝက်လက်လည်းတစ်ဖက်ကမ်းမမိအောင်လည်းကြက်ခဲ့ပါတော့တယ်။ထိုအခါမှမင်းသားလည်းသူ့ရဲ့အဋိဋ္ဌံပြေဝခဲ့တဲ့ဖြင့်မုံဆိုးဘဝကိုစွန့်ကာရဟန်းပြုခဲ့ပါတော့တယ်။ ယဟန်ပြုခဲ့ပြီးနောက်ယခုမင်းကျောင်းနေရာတွင်တရားအထုတ်နေစဉ်ညံတော်၁၈တောင်ခန့်ရှိသောဇေဒီတော်တဆူကိုတည်ထားကိုးကွယ်ခဲ့ပါသည်ထို့ကဲ့သို့မင်းသားတည်ထားခဲ့သောဇေဒီတော်ကြီးကို1181ခုနှစ်မှာ လေသကြီးဥချန်တာကပြန်လည်မိုးမှန်ပြီးညံတော်အမည်၄၂တောင်အမည်ရှိတဲ့ဇေဒီတော်ကြီးကိုပြန်လည်တည်ထားပြီးချမ်းသာကြီးဖျားဟုဘွဲ့အမည်ဆက်ကပ်ကတည်ထားကိုးကွယ်ခဲ့ပါတော့တယ် ဒါကြောင့်အခုကျွန်တော်ရိုက်ကူးတင်ပြခဲ့တဲ့ချမ်းသာကြီးဇေယျတော်မြတ်ဟာရှေးနှစ်ပေါင်းများစွာကတည်းကတရှိလာခဲ့တဲ့ရှေးဟောင်းဘုရားကြီးတစုဖြစ်တဲ့အပြင်အင်္ဒရာမျိုးရဲ့အထင်ကရကြီးလေးကြီးဘုရားတွေကတစုအပါဝင်ဖြစ်တဲ့အတွက်အများသူငါဖူးတွေ့နိုင်ဖို့ရရိုက်ကူးတင်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဟင်္ဒရာမျိုးရောက်နေတာပါဒါခုကျွန်တော်ရောက်နေနေရာကဒါဟင်္ဒရာမျိုးတွေကအဝိုင်းမင်းဘုန်းကြီးကြောင်းတိုက်ဝင်းထဲမှာတည်ရှိတဲ့ရှေးအောင်စေကြီး အစိုးစီကိုရောက်လာဒီဇေရိုရဲ့ဘွဲ့နာမည်ကတော့ချမ်းသာကြီးဖရားလို့ခေါ်တယ်ဟောဒီချမ်းသာကြီးဖရားကဆိုလို့ရှိရင် ရှေးအောင်ဇေရိုကြီးတစုဖြစ်တဲ့ဘင်းအင်းစနာမြို့ထဲမှာရှိတယ်ကြီးလေးကြီးဖရားတဲ့ကတစုအပါဝင်ဖြစ်တယ်အဲဒါကြောင့်ဒီနေ့ကျွန်တော်တို့နဲ့တူတူဒီချမ်းသာကြီးဖရားကိုလိုက်ပါဖူးမြော်ကုသိုလ်ယူကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်ကဲအခုကျွန်တော်တို့စာယူဖရားဖူးလိုက်ကြရအောင် ဒီဟင်းသရမျိုးလေးမှာလည်းကျွန်တော်တို့ရောက်ခဲ့ဘူးတဲ့ဒီပကိုးတို့ဘာလို့လို့ပေါ့နော်အဲ့လိုမျိုးတမိုင်းဝင်တာတနီးကအဆောက်အဦတွေတော်တော်များရှိတယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီနေ့ဒီတမိုင်းဝင်အဆောက်အဦတွေကိုကျွန်တော်တို့ကရိုက်ကူးမယ်ဆိုတော့အဲဒီနေ့ဟင်းသရမျိုးတွေကျွန်တော်တို့ရောက်လာတာအဒီဖျားကိုလည်းကျွန်တော်တို့ကကြားတာကြားဘူးတယ်ပေါ့နော်တခါမရောက်ဘူးဒါဟင်းသရမျိုးကကျွန်တော်ရဲ့မိတ်ဆွေမိသားစုကကျွန်တော်တို့ဒီကိုလိုက်ပို့ပေးတဲ့အတွက်ဒါဒီကိုဆက်ဆက်မြတ်မြတ်ကြီးရောက်လာတာ ဒီနောက်ကဇေယျတော်ကြီးကဒီနောက်ကဇေယျတော်ကြီးရဲ့ပွဲမြည်ရတာဘူးဖရာပေါ့နော်ဘူးဖရာလို့ပွဲမြည်တွင်တယ်ဒီဇေယျတော်ကြီးကလည်းဒါခုနကအဝိုင်းမင်းចောင်းတိုက်ဝင်နေမှာပဲတည်ရှိတာတစ်ဖက်မှာကြတော့ချမ်းသာကြီးဇေယျတော်တည်ရှိတယ်ဒီဘက်မှာကြတော့ဒါဘူးဖရာပေါ့နော်ဘူးဖရာဘူးဖရာကိုတည်လာတာအခုကျွန်တော်တို့ကဒီဘက်ကဘူးဖရာဘက်ကိုရောက်နေတာပါကဲကျွန်တော်နဲ့အတူတူဖရာဖူးကြပါဦးလို့ဖိတ်ခေါ်ပါတယ်နော်အတူတူကုသိုလ်ယူဖရာဖူးကြရအောင် ယ်ခုကျွန်တော်တို့ဒီចောင်းတော်ကြီးထဲမှာရှိတယ်ဈေးဒီចောင်းတော်ကြီးထဲမှာရှိတဲ့ဈေးတော်ကြီးတွေကိုကျွန်တော်တို့ဖူးမြော်ကြည့်ညူပြီးွားပြီဆိုတော့အင်းဒရာမြို့ထဲမှာတည်ရှိတယ်နောက်ထပ်ဈေးတော်တွေရှိသေးတယ်အဲ့ဒါတွေကိုတော့ရောက်ဖူးမြော်ဖို့ကျွန်တော်တို့လည်းတူတူလိုက်ခဲ့ကြပါဦးလို့ဖိတ်ခေါ်ပါတယ်နော်ကဲဒီနေ့တနေ့ဒီနေ့တနေ့လုံးကတော့ဒါဟင်းဒရာမြို့မှာရှိတဲ့ဖះဆောင်ကျွန်တော်တို့လိုက်ပြီးဖူးကြမယ်လိုက်ခဲ့ကြပါဦးနော် ကျောက်တော်ကြီးဖရာဟာမြန်မာနိုင်ငံကိုလိုနီခေတ်လက်အောက်ကျရောက်တဲ့အချိန်ကာလမှာတည်ထားကိုွယ်ခဲ့တဲ့ဖရာကြီးတစုပဲဖြစ်ပါတယ်။ကျောက်တော်ကြီးဖရာရုပ်ပွားတော်မြတ်ကြီးကို1294ခုနှစ်တော်တလင်းလာမှာရုပ်ပုံတော်အကျန်းတွေကိုစတင်ထုလုပ်ခဲ့ကြတယ်လို့သမိုင်းမှတ်တမ်းတွေအရသိရှိခဲ့ရပါတယ်။ ကျောက်တော်ကြီးဖရာအတွင်ကနာကူရီတိုက်ထဲမှာတော့တပ်ပယ်စွာနဲ့ဆံပယ်တော်မူလျက်ရှိတယ်။ជីညိုဖွေရအစင်းနဲ့ရုပ်ပွားတော်မြတ်ကြီးကိုဖူးတွေ့နိုင်ပါတယ်။ဟင်္ဒရာမျိုးရဲ့ကြီးလေးကြီးဖရာလေးစုထဲမှာတဆူပါဝင်ဖြစ်တဲ့ကျောက်တော်ကြီးဖရာဟာလည်းအတိတ်ထံဝင်ဆူတောင်းပြဖရာတဆူဖြစ်တာကြောင့်ဟင်္ဒရာမျိုးကိုအလဲရောက်ခဲ့ရင်အများအပြည့်သူဖူးမြော်ជីညိုနိုင်ဖို့အတွက်တင်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ ောက်တော်ကြီးဖះကနေထွက်လာခဲ့ကြပြီတဲ့နော်ကျောက်တော်ကြီးဖះနဲ့မဏိမဝေးမှတရှိနေတယ်ပြစ္ဆာမှုခမာရဇိငါမျက်နှာစရီတော်ကြီးစီကိုဆက်ပြီးထွက်ခဲ့ကြပါတော့တယ် ားမျက်နှာစရီတော်ကြီးဟာလေဟင်္ဒရာမြို့ရဲ့အထင်ကရစရီတော်ကြီးတွေထဲကတဆူအပါဝင်လည်းဖြစ်ပါတယ်။ဒီစရီတော်ကြီးကိုအလောင်းမင်းတရားကြီးရဲ့ပထမဆုံးမြန်အောင်မြို့ကြီးဦးမူက1815ခုနှစ်မှာတည်ထားကိုးကွယ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ငားမျက်နှာစရီတော်မြတ်ကြီးဟာလေနှစ်ပေါင်း200ကျော်တက်တန်းရှိပြီဖြစ်တဲ့ရှေးဟောင်းတမိုင်းဝင်စရီတော်ကြီးတဆူလည်းဖြစ်ပါတယ်။စရီတော်ကြီးရဲ့ရင်းမြစ်တော်ပေါ်မှာတော့ရှေးကိုလိုနီခေတ်လက်ရာ တာသနီးကအဆောက်အဦတွေကိုရင်တွေ့နိုင်ပါတယ် မျက်နာစရီတော်ကြီးကိုဖူးဖြော်ကြပြီးတဲ့နောက်မှာတော့ဟင်္ဒရာမျိုးရဲ့အထင်ကြီးစရီတော်တစ်စုဖြစ်တဲ့ဥပရဲ့စရီတော်ဘက်ကိုဆက်ပြီးထွက်ခဲ့ကြပါတော့တယ်ခင်ဗျာဥပရဲ့စရီတော်ဟာအေယာရီမြကန်းသားမှာတရှိတယ်စရီတော်ကြီးတစ်စုပဲဖြစ်ပါတယ်တက္ကရ1143ခုနှစ်မှာနန်းတက်ခဲ့တယ်ဘိုးတော်ဖះဟာ င်္ဒရာမျိုးအကြီးအကဲဖြစ်ဥပါရဲကိုခန့်နာတော်မူခဲ့ပါတယ်။ဥပါရဲဟာဘာသာတရားပေါ်တရားတရားထက်တန်တဲ့လူတူဖြစ်ပြီးဥဒိဒဇေယီတစုကိုတည်ထားကိုယ်ွယ်လူတာကြောင့်အေယာရီမြင့်နဲ့အတန်ကွာကမ်းပါပေါ်1164ခုနှစ်မှာဇေဒီအယံ၄စုနဲ့တကွာဇေဒီတော်ကြီးတစုကိုတည်ထားကိုယ်ွယ်ခဲ့ပါတော့တယ်။ဇေဒီတော်ရင်မြင့်တော်ပေါ်မှာလည်းကန္နာဂူရီတိုက်၄ဆောင်ကိုဆောက်လွှတ်လှူဒန်းခဲ့ပါတယ်။အဲ့ဒီနောက်ဥပါရဲရဲ့အဆက်အနွယ်တွေဖြစ်ကြတယ် တမာရီမြို့ကိုဥမမောင်ခါနဲ့ဒါယကများကအရန်စီတော်ရှစ်စုနဲ့ကန္နာကုရီရှစ်ဆောင်ကိုတိုးတက်မိုးမှန်ခဲ့ကြပြီး1299ခုနှစ်မှာတော့မန္တလေးတောင်မှာတရင်သုံးနေတဲ့ရသေကြီးဥက္ကဏီကြွားရောက်လာပြီးပြည်လုံးကတ်ကျော်ဥပရဲ့စီတော်ဟူ၍ဘောတစိတ်တော်ကတ်ခဲ့ကြောင်းကိုလည်းသိရှိမှတ်သားခဲ့ရပါတယ်ခင်ဗျာ။ ဥပါရေစရီတော်ရဲ့တစ်ဖက်မှာတော့အေယာဝတီမြစ်ထဲကိုစီးဝင်တဲ့ချောင်းလိုလိုမြစ်လက်တက်လိုလိုတစ်ခုရှိပါတယ်။အဲ့ဒီနေရာလေးကလည်းလေးတဖြူးဖြူးနဲ့တကယ့်ကိုတာရပါဗါတယ်။အဲ့ဒီနေရာချောင်းနေရာလေးကိုဝါဒရားလေးတစ်ခုနဲ့ဆက်သွယ်ထားပြီးတရားလေးပေါ်ကနေလေဥပါရေစရီတော်ကိုလှမ်းပြီးဖုံးမြော်လို့ရပါတယ်။ 1148ခု AD 1989ခုနှစ်ဘိုးတော်မင်းတရားလက်ထက်တိရိမဟာဇေယဘူဘွဲ့ခံမြို့တကြီးဥမျက်တာထုံးနဲ့တကြီးကတော်ဒေါ်ရွှေရုပ်တို့ကတီထားကိုကိုွယ်ခဲ့ကြတာပဲဖြစ်ပါတယ်မြို့တကြီးရဲ့ကောင်းမှုကုသိုလ်ဖြစ်တာကြောင့်မြို့တကြီးစေတီတော်လို့ဘွဲ့အမည်တွင်ခဲ့ခြင်းပဲဖြစ်ပါတယ်ဖျားတီခဲ့တဲ့နှစ်ကိုရှေးအခါကအေးအောင်လာရှုတီဖန်ပြူကောင်းမှုမြို့တကြီးဆိုပြီးဖျားတီခဲ့တဲ့တက်ကြရကို အတူကောက်လင်ကနဲ့မှတ်သားထားခဲ့ကြောင်းကိုလည်းဘဝသူတာအဖြစ်သိရှိခဲ့ရပါတယ်ခင်ဗျာစီရီတော်ကြီးကို စတင်တည်ထားစဉ်အခါကရင်းမြင်းတော်အကျယ်ဝန်းအတောင်၄၀စီရီဖနက်၄၀တောင်စီရီတော်အမြင့်၄၆တောင် အစရှိသဖြင့်မှတ်တမ်းပြုစုထားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်မြို့တကြီးဖျားပရဝံတွင်တီလောကမှန်ကူစွတောင်းပြည့်နှီးဖျားကြီးတဆူလဲကေကွေဆံမဲတော်မူလျက်ရှိတာကိုဖူးတွေ့ခဲ့ရပါတယ် ကြီးလေးကြီးဖရာထဲမှာတဆူအပါဝင်ဖြစ်တဲ့မြို့တကြီးစီရီတော်မြတ်ကြီးဟာအဋိဋ္ဌံဝင်သူတိုင်းအဋိဋ္ဌံအောင်ဆုတောင်းပြဖရာကြီးတဆူဖြစ်တဲ့အတွက်ပါရမီဖြည့်လိုသူကုသိုလ်ရှင်များကြီးညိုတရာပွားနိုင်ဖို့နဲ့နှစ်ပေါင်း200ကျော်တတန်းရှိပြီဖြစ်တဲ့ဟင်္ဒရာမြို့ရဲ့အကုံဆောင်ရှေးဟောင်းစီရီတော်ကြီးတဆူအဖြစ်အများသူကဗဟုသုတရရှိစေဖို့အတွက်ရိုက်ကူးတင်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေများခင်ဗျာအခုကျွန်တော်တင်ပြခဲ့တဲ့ဟင်္ဒရာမြို့က ရှေးဟောင်းတမိုင်းဝင်စီရီတော်ကြီးတွေကိုဖူးမြော်ကြီးညိုကြရင်လည်းဝန်တာပီတီဖြစ်ကြလိမ့်မယ်လို့ယုံကြည်မိပါတယ်။နောက်နောက်တွေမှာလည်းအခုထပ်ပုံမကောင်းမှုနဲ့ခရီးသွားအစီအစဉ်တွေကိုဆက်လက်တင်ပြပေးဦးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ရသေးရင်လုပ်ပေးထားကြပါဦးခင်ဗျာ။အားလုံးပဲကိုစိတ်နှပြချမ်းသာပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ။